ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရဲစဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယပြီးတော့ ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်။အေးဒီနေ့ကျတော့မတို့ဒါတွေထားခဲ့ရအောင်။ဒီနေ့ကျတော့မတို့ထားခဲ့ရအောင်။ပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်။ပစ္စည်းကလည်းငါတို့ကိုစောင့်။ငါတို့ကတော့ပစ္စည်းကိုစောင့်။ဘဝဆိုတာဘယ်ရောက်မှမတည်မြဲပါလား။မန္တိပြုကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောင်း။ ရှိဘူးလေအဲ့ဒါလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စသိညာကိုစင်ញင်တို့တရားနဲ့မကြမကြစင်ញင်သုံးသက်ပေးခြင်းအဖြစ်ဝိပဿနာကုသိုလ်ဖြစ်ပါလေအဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မဆိုင်လူတွေအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ် အကုန်လုံးထားခဲ့ရမှာဒါတွေတွင်စဉ်းကျင်တယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအသိဉာဏ်နဲ့စဉ်းကျင်သုံးသပ်ကြည့်တာအမှန်ကန်ကိုစဉ်းကျင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ဘလို့ကျိုးရအောင်ဆိုတော့တွေ့တာမှုတွေရော့သွားတယ်ဒါမှမဲတွေ့တာမှုတွေရော့သွားတယ် ကိုကိုထာဝရဖြစ်နေတဲ့အတွေ့အရော့သွားတယ်။ဩငါတို့ကတခဏပါလား။တခဏဆိုတော့အကျိုးရှိတာလောက်ပါမှာပါလားဆိုတာဒီအသည့်လေးဝင်လာ။အဲ့ဒီအသည့်ကတမိုးရှိတာပြောတယ်နော်။တွေ့တာမှုတွေကိုရှင်းချနိုင်တယ်။အသည့်နဲ့မှတွေ့တာမှုရှင်းချ။တွေ့တာမှုရှင်းချနိုင်မှရှင်းနေကတော့ကဆိုတာရှင်းချလို့ရတယ်။စေတ္တကြည့်နေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတော့ကမဖြစ်ဘူး။ ကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတော့ကံဖြစ်ဘူးတော့ကံဖြစ်တာကိုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောက်လိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောက်မမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှင်းချပြီးဖြောက်ပါလို့ ဒီနေ့ဒီဆေးရလွယ်လို့တခြားနေ့မရှိဘူးမြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာရှားပွေခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှားပွေတဲ့အခါမှာလည်းတရားမြတ်တမ်းမှုနဲ့ရှားပွေရအောင်သုံးပြုတဲ့အခါမှာလည်းပဲတံပိုးရှိတဲ့သုံးပြုလို့သုံးပြုအောင်မှဖြစ်တယ် အဲ့ဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်ကိုလည်းထုတ်တယ်လို့ပြောအောင်ဖြစ်တယ်လို့ကိုယ်စီကိုယ်စီမှတ်သားနိုင်ထားကြပါဘူးတရားချက်ခင်သူတော်စင်ပြိတ္တာအပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့သုံးဆွဲခြင်းကိုစတဲ့တရားလမ်းညွှန်ပြတဲ့အတိုင်းတို့တွေပစ္စည်းဥစ္စာကိုရှာဖွေကြမယ်အသုံးပြုကြမယ် နောက်ဆုံးရလာတဲ့ဘဝလေးမှာမကန်တဲ့အသိဉာဏ်တွေရအောင်ကြိုးစားအထောက်ကြံပဲလို့ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးမမေးမလျော့သောတတိကြီးမားသောလုံလဝိရိယဖြင့်ကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း